ျွန်တော်ကဒါလေးသုံးကြည့်ပြီးတော့လေကျွန်တော်ဟိုးအရင်ငယ်ဘွားက MP4 လေးတစ်လုံးကိုပြန်ပြီးတော့ရားလိုက်တယ်လို့ပဲဗျအဲ့လိုမျိုးခံစားရတယ်ကျွန်တော်အဲ့တုန်းကဆိုရင် MP4 လေးကိုတခြင်းနေထည့်မယ်လို့ရုပ်ရှင်လေးဂိမ်းနေပေါ့ဗျအစုံလေးကျွန်တော်တို့ထည့်ပြီးတော့ဒါကိုကိုတိုင်း entertainment လုပ်လို့ရတဲ့ device လေးတစ်ခုပေါ့နော်အခုလို့ kit လဲကြလဲကြအောင် smartphone တွေအရင်ဆက်မြင်လာတယ်တဖြည်းဖြည်းနဲ့ computer တော့မလိုဘဲနဲ့သူကအကုန်လုံးရတဲ့အခြေအနေမျိုးမှာရောက်လာတဲ့အချိန်မှာတော့ MP4 လေးတွေကနည်းနည်းလေးတိမ်မြုပ် ပြောက်ွယ်သွားတယ်ပေါ့ဗျာဒီဆက်လေးကကျွန်တော်ပြောရမယ်ဆိုရင်ဒါတလနီးပါးလောက်ရှိပြီကျွန်တော်သုံးလာတာပေါ့နော်ဒီတလနီးပါးအတွက်မှာဒီကောင်းရဲ့အာသာချက်တချို့အားနေချက်တချို့ကိုကျွန်တော်သိလာရတယ်ပေါ့နော်ဒါပြောရမယ်ဆိုဒီကောင်းက remix ရဲ့ဒါဟို product အသစ်တစ်ခုပေါ့ဗျာအဲ့တော့ကျွန်တော်ကဒီမှာဒီကောင်းရဲ့အာသာချက်အားနေချက်လေးတွေကိုအရင်ပြောပြမယ်ပေါ့နော်အာသာချက်ကဘာလဲဆိုတော့ပထမဆုံးအနေနဲ့ဒီကောင်းရဲ့ design ဘိုင်းပေါ့နော် design ဘိုင်းမှာ ကြည့်လိုက်တာနဲ့ဒီ bounce တဲ့ရနေပါထွက်လာတာနဲ့တင်ဟိုသူက premium ဖြစ်တယ်ဆိုတော့ခန်းစားချက်မျိုးကိုကျွန်တော်တို့ရလိမ့်မယ်ဒီမှာသုံးထားတဲ့ material ပေါ့နော် material ကကျွန်တော်တို့ပေါ်သားတွေမဟုတ်ဘူးဗျသူကဒီ aluminum frame သဘောတရားပေါ့ဗျာအဲ့လိုပုံစံမျိုးဆိုတော့ premium တော့တော်တော်ဆန်တယ်ဗျဒါတော့အဲ့ဒါတော့တကယ်ငင်းလို့မရဘူး။လုံးဝဟာကနေဟင်နဲ့ဖြစ်မယ်။ဒါကဒီဇိုင်းပိုင်းပေါ့နော်။ဒီမှာသူက memory card ထည့်လို့ရတဲ့အပေါက်လေးပါတယ်။ဒီ memory card ထဲမှာတွေရောကျွန်တော်တို့က game တွေထည့်လို့ရတယ်လို့ကျွန်တော် movie တို့ပုံတို့ထည့်ပြီးတော့ဒီထဲမှာကြည့်လို့ရတယ်ပေါ့နော်။ အဲ့တော့အဲ့ဒါလေးကလည်းပြောရမယ်ဆိုရင်တော်တော်လေးကိုအဆင်ပြေတယ် memory card ထဲမှာကျတော့ကျွန်တော်တို့ကလောလောလတ်လတ်ပဲဆက်ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ carry တာလေးရှိတာနဲ့ဒီ memory card ထဲကိုအကုန်လုံးပြည့်သိထည့်လိုက်ပြီးတော့ဒီထဲကိုတန်းထည့်လိုက်တာနဲ့ entertain လုပ်လို့ရမှာပေါ့နော်အဲ့ဒါလေးကလည်းဒါသူ့ရဲ့အားသာချက်လို့ပြောလို့ရတယ်နောက်ဆုံးအကောင်းဆုံးနှစ်ချက်ကပါလဲဆိုတော့ကျွန်တော်ဒီကောင်လေးက power bank အနေနဲ့သုံးလို့ရတယ် power bank သုံးတဲ့အခါကျကျွန်တော်ဒီမှာအပေါက်လေးရှိတယ်ဒီ type c အပေါက်ပေါ့နော်အဲ့ကနေပြီးတော့လဲကျွန်တော် traditional ပုံစံအတိုင်းကျိုးလေးနဲ့ကျွန်တော်အားသွင်းလို့ရတယ်လို့ဒီနောက်မှာပါတဲ့ဒီ wireless ပေါ့နော် ဒီ wireless ကဖုံးနေပါလေဆိုရင်လည်းကျွန်တော်ဒီမှာကတ်ပြီးတော့အားသင့်လို့ရတယ်အဲ့ထက်ပိုပြီးတော့ထူကြတာလေတစ်ဆက်ကပါလဲဆိုတော့ဒီ Apple Watch နဲ့လေဒီကောင်လေးကအားသင့်လို့ရတယ်ကျွန်တော်ဟိုပုံမှန် wireless charger တွေမှာဆိုရင်ဒီ Apple Watch တော့တက်လိုက်ပြီမဲ့ Apple Watch ကအလုံးမလုတ်ပဲနဲ့ပေါ့နော်ဟိုမသွင်းမဲ့ဖြစ်နေတတ်တာမျိုးတွေကျတော့ဒီကောင်ကတော့အဲ့ဥစားလေးပါသူကအလုံးဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့အဲ့ဒါလေးတော့သဘောကျတယ်ပေါ့နော်အဲ့တော့ဒါလေးတွေကဒါသူ့ရဲ့အားသာချက်ပေါ့နော်သူစီမှာအားနေချက်လည်းရှိရပြီ အားနည်းချက်ကပထမအောင်ဆုံးဆိုရင်တော့ဗျာ तू ကခုနကပေါ့နော်ပရီမီယံဆန်တယ်လို့ခံစားရတယ်လို့ကျွန်တော်ပြောခဲ့ရပေါ့နော်အဲ့လိုမျိုးခံစားရစေဖို့အတွက်ပေးဆက်ထားတာလေးရှိကောင်းရှိလိမ့်မယ်ဗျာဒီကောင်ကိုကင်လိုက်တဲ့အချိန်မှာဒီကောင်ကနည်းနည်းပေါ့နော်ပေါ်တီးပဲမဖြစ်ပဲနဲ့ဟိုနည်းနည်းလေး weight ကလေးနေတယ်လို့ခံစားရတယ်နည်းနည်း weight လေးနည်းနည်းလေးရှိတယ်ဗျာဟိုပြောမယ်ဆိုကျွန်တော်တို့ဟိုဟို PSP game set လေးတွေလို့ပေါ့နော်ပေါ့ ဟိုဘယ်လိုပြောမလဲ coffee နဲ့ပေါ့ပေါ့ပါဆိုတဲ့ feeling မျိုးတော့အဲ့လိုမျိုးတော့ခံစားရလိမ့်မှာတော့မဟုတ်ဘူးဗျ။ तू ကနည်းနည်းကြက်ကြက်လေးလေးတိတ်တီးတီးလေးနဲ့ဖြစ်နေတဲ့သဘောတရားပေါ့နော်။ဘာဖြစ်လို့အဲ့လိုဖြစ်တာလဲဆိုတော့ဗျအထက်ထဲမှာ तू က power bank မှာ तू က hybrid လုပ်ထားတာဖြစ်တဲ့ကြောင့် power bank ကလည်းနည်းနည်းလေး weight ရှိတယ်။ weight ရှိတော့ power bank က9000 milliampere ပေါ့နော်။ weight ရှိတော့ဗျ तू ကလေးလေးပင်ပင်လေးတော့ရှိတယ်ပေါ့နော်။အာတစ်ချက်ရှိတယ်။နောက်တစ်ချက်ကကြတော့ဗာလဲဆိုတော့ဒါ तू ကဒီ game မရောက် ပါဘက်မရောက်ဆိုတဲ့ဥစ္စာလေးကတော့ကျွန်တော်ရဲ့ personal preference အရာဆိုရင်တော့တိတ်တဘောမကြောက်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကကြာ game ဆိုရင်လည်းဘယ်လိုပြော PS1 တို့ PS2 တို့အဲ့လိုမျိုး game တွေကိုပဲဆော့ကြံတာပေါ့နော်ဒါပေမဲ့တချို့တွေကတော့ဒါ Nintendo ရဲ့အရင် classic game တွေကိုအရန်အယူမှုဖြစ်တဲ့သူတွေအများကြီးရှိပါတယ်အဲ့လိုလူတွေအတွက်ဆိုရင်တော့ဒီကောင်ကပို့ပြီးတော့အဆင်ပြေလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်အတွက်ကြတော့အဲဟို game ဆိုလဲ game ကိုတီးတန့်အသားပေးလိုက်တာမျိုးတို့ ။ဒါပြီး power bank ဆိုလဲ power bank 9000နဲ့မလောက်ဘူး1000တို့2000တို့ပေါ့နော်။အဲ့တော့လေဆိုရင်တော့ကျွန်တော်တို့ပို့ပြီးအဆင်ပြေမလို့ယူဆတာပေါ့နော်။အဲ့တော့အနှင်းချုပ်ပြောရမယ်ဆိုရင်ဘလူးလူတွေအသုံးပြုတယ်လဲဆိုတော့ပြောပြရမှာပေါ့နော်။ port day ပဲအနေနဲ့နည်းနည်းလေးလေးနေပြီးမဲ့ပေါ့။ထီးသွားတဲ့အခါကျရင်တော့ကျွန်တော်တို့အမြဲတစေယူသွားကြတာဒါ power bank ကိုယူသွားကြရပေါ့နော်။အဲ့တော့ power bank အနေနဲ့လဲဒီကောင်ရမယ်။ gain လေးလဲနည်းနည်းပါးပါးစော့ချင်တယ်။တချို့တွေဆိုရှိရလေ။ gain လေး PC ညတော့လေးပဲဖြစ်ဘလို့ပဲဖြစ်ဖြစ်ပြသူကဒီ gain စောရရင်ကိုခြေနဲ့တဲ့ ဟို group ကတသက်ရှိတယ်ဗောနော်အဲ့လိုလူမျိုးတွေအတွက်ဆိုရင်တော့ဒီကောင်လေးအဆင်ပြေလိမ့်မယ်ဗျအဲ့ဒါဆိုရင်တော့သူတို့အတွက် power bank နဲ့ gain နဲ့ဆိုပြီးတော့နှစ်ခုတွဲပြီးတော့ယူသွားစရာမလိုတော့ဘဲနဲ့ကျွန်တော်တို့ဒီမှာဒီတစ်ခုတည်းနဲ့ပြီးလိမ့်မယ်အဲ့တော့ဒီနေ့ကဒါ remax ရဲ့ဗောနော်ဒီ power bank က gain set ကပါတဲ့ accessory လေးကိုကျွန်တော် review လုပ်ပေးတာပါနောက် video မှာကျွန်တော်တို့ပြန်ပြီးတော့ဆုံတွေ့ကြတာဗောနော်